မပြီးဆုံးသေးတဲ့အတန်တမှုတဲ့ရဲ့နောက်ွယ်ရာအခြေရေတဲ့တဲ့ ပရိသတ်များရှင်တန်တာမုတ်သိန်းကိုအရင်ကတော့ပရိသတ်တွေကခက်ဆွာဆွာမိန်ကလေးလို့ထင်ကြပေမဲ့ဖြစ်တော်တဲ့အဖြစ်အပျက်တွေကိုကြည့်ပြီးရနောက်မှာတော့သူ့ကိုကျူနာတက်သွားခဲ့ကြပါတယ်။တန်တာမုတ်သိန်းကတအူးလေးသောသမီးဖြစ်တဲ့အပြင်အဖေကလည်းသူ့အသက်16နှစ်ကလေးကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မိသားစုတော်ဝင်ကိုသူတရားအแทဘဲယူနေရတဲ့အချိန်မှာကာကွယ်ပေးမဲ့သူကလည်းမရှိခဲ့ပါဘူး။သူ့ရဲ့ချစ်သူနဲ့လေးနှစ်ကြာအောင်တွဲခဲ့တယ်ဆိုပေမဲ့လည်းသူ့ကိုမရွေးချယ်ဘဲနဲ့ပညာတတ်တဲ့ဆရာ ဝင်မလေးကိုပဲရေးချဲ့သွားခဲ့ပါတယ်။တန်တာမိုးတဲ့ရဒီဖြစ်ဖြစ်တွေကိုဘသူ့ဟိုမှမပြောခဲ့ပေမဲ့အခုတော့သူ့ကိုတိုက်ခဲတဲ့သူတွေများလာတဲ့အချိန်မှာတယောက်တည်းဖြည့်ရှင်းခဲ့ပါတယ်။ကိုရွှေမန်တို့ကငွေကြေးချမ်းသာကြွားတာကြောင့်လူအင်အားလဲတောင့်တင်းသလိုကောက်ွယ်ပေးမဲ့သူကလည်းပေါများနေပါတယ်။အဲ့ဒီတဲမှာထွန်းထွန်းလေးပါဝင်နေပြီးတော့တန်တာမိုးတဲ့ကအတိုင်းဝိုင်းမကြီးမလို့အပျော်တွဲလူရောက်နိုင်သူဖြစ်ကြောင်းတွေ့ဝဲပြီးတော့ပြောသွားခဲ့တဲ့သူပါ။ထွန်းထွန်းနဲ့တန်တာမိုးတဲ့ကခင်ပေမဲ့တက ကယ်လက်တွေမှာတော့ကိုရွှေမန်းဘက်ကနေပဲရည်တည်ပေးခဲ့ပါတယ်။တန်တမိုသိ အပေါ်မှာမဆာမနာပြောခဲ့ပြီးတော့အနုပညာအတိုင်းဝိုင်းရလူတွေကလည်းအခုလိုဖြစ်သွားတာကိုစောင့်ကြည့်နေကြပါတယ်။ လူရင်းနေရပဲမထင်ထားတဲ့လုပ်ရည်တွေလုပ်ခဲ့တယ်လို့တန်တာမိုးသိန်းရဲ့အတွက်ဖြိုလဲမသွားအောင်ရင်ဆိုင်ခဲ့ရတာပါတန်တာမိုးသိန်းကမကြသေးခင်မှာထုတ်လို့သူရီစာဟောင်းကိုရှင်မန်းနဲ့လမ်းခွဲပြီးတော့ပြဿနာတွေတိုက်ခဲ့တာကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာပါကိုရှင်မန်းကသူမနဲ့လေးနှစ်ကြာတွဲခဲ့ပေမဲ့လက်မထက်ပဲနဲ့ဆရာဝန်မလေးတူဦးနဲ့လက်ထပ်သွားခဲ့ပါတယ်ကိုရှင်မန်းကဒေါက်တာမလေးနဲ့လက်ထပ်တဲ့အချိန်မှာတန်တာမိုးသိန်းနဲ့ချစ်သူဖြစ်ခဲ့တာတွေပေါ်လာပြီးတော့ရှုပ်ကုံတာ ဖြစ်ပါတယ်။တန်တာမိုသိန်းဘက်ကနေပြီးတော့လည်းသူကထားခဲ့ခံရတဲ့သူမဟုတ်ကြောင်းထုတ်ပြောရင်းနဲ့ပြဿနာတစားတစားကြီးသွားပါတယ်။ကိုရွှေမန်းကမကောင်းတဲ့သူတယောက်ဆိုပြီးတော့ပြောခန့်နေရတာကိုမကြည့်ရလို့ဆိုပြီးတော့ထွန်းထွန်းကလည်းစာအရှိရေးပြီးတော့ဝင်ပြောခဲ့ပါတယ်။ ။တွန်းတွန်းကစာရှိရေးပြီးတော့တင်တဲ့အချိန်မှာကိုရှင်မန်းတဲ့ဒေါက်တာမောင်လေးကိုသာအကောင်းပြောပြီးတော့တန်တာမိုသိန်းကအတိုင်းဝိုင်းမရှိတဲ့သူမိကောင်းဖခင်သားသမီးမဟုတ်ဘူးဆိုတာရောယူပါတယ်ဝိုင်ပြီးတော့ထည့်ပြောခဲ့တယ်။ဒါကြောင့်မို့လဲတန်တာမိုသိန်းဘက်ကနေပြီးတော့ live link ပြီးတော့အတွင်းရေးအားလုံးကိုဖြည့်ရှင်းလိုက်တော့တာဖြစ်ပါတယ်။တန်တာမိုသိန်းက ထွန်းထွန်းနဲ့ကိုရှိမန်တို့ပြောတာတွေကအလေးညာတွေဖြစ်ကြောင်းရှင်းလိုက်တဲ့အချိန်မှာ ပြဿနာပိုပြီးတော့ကြီးသွားတာပိုပြီးတော့များသွားတာလူတွေကထွန်းထွန်းနဲ့ကိုရှိမန်တို့ကသာအပြင်းအထန်ဝေဖန်နေကြတာဖြစ်ပါတယ်။တန်တာမိုးသိရတရုတ်ဆောင်ထွန်းထွန်းရဲ့သူမတို့ဖြစ်စဉ်ပေါ်ရေးသားမှုအပေါ်မှာမှားယွင်းနေကြောင်းချက်လက်တွေကိုဖြေရှင်းပြောပြလာခဲ့တာပါ။သူမဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ကာယကံရှင်တွေကိုမထိခိုက်စေခြင်းပေမဲ့အခုလိုအပေါင်းအသင်းတွေက posting ပြီးတော့ရေးခြင်းဟာ ဝေမင်းမောင်ရဲ့အိမ်တော်ကြီးအဖို့ပုံမုံဆိုးဝါးလာစေမဲ့အကြောင်းသူမပြောပါတယ်။ကိုရွှေမန်းဘက်ကဂုံတင်ပြီးတော့ပြောဆိုမှုတွေကြောင့်စိတ်မခံစားနိုင်ပဲရှိစားဟောင်းရဲ့နောက်ကွယ်ရအကြောင်းအရာတွေကိုတန်တာမိုးသိန်းကထုတ်ပြောခဲ့တာဖြစ်ပါတယ်။ပြည်သက်များစုကတော့သူမကိုကိုချင်းစားပြီးတော့အားပေးခဲ့ကြတာအေအာကြီးသူတွေရဲ့ထိုးနှက်မှုကိုခံရတယ်လို့ထင်မြင်ခဲ့ကြပါတယ်။တန်တာမိုးသိန်းကိုဝိုင်းပြီးတော့တနာနေကြတဲ့အချိန်မှာပဲအသိအကွေးအပြီးမှာသူမရဲ့အခြေရင်းနောက်ကွယ်က နောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ထွက်ပေါ်လာတဲ့သတင်းအရသမဟာရီစာဟောင်းနဲ့လမ်းခွဲပြီးတဲ့နောက်နေပြည်တော်ကရှာရူးကြည့်ပြီးတော့ငွေပေါ်တဲ့ညွန်ကြိုင်းမှုအစင်းရှိတဲ့အရာရှိတဦးနဲ့တွဲနေရလို့သိရပါတယ်။အဲ့ဒီအမျိုးသားမှာဇနီးတဲ့နဲ့သမီးလေးတစ်ယောက်ရှိပြီးသားအိမ်တော်ရှင်တဦးဖြစ်တယ်လို့လည်းသိရတယ်။ သူတို့နှစ်ဦးကို MRT4 ကမင်းသမီးတူဦးကမိတ်ဆက်ပေးခဲ့တာကြောင့်ခင်မင်ရာနေပြီးတော့ချစ်သူတွေဖြစ်သွားတယ်လို့တရင်နေရဖော်ပြနေကြပါတယ်ဒီလိုမျိုးပတ်သက်မှုတွေကြောင့်အရိယာရှိကြီးရဲ့အိမ်တော်ကြီးပါ ပြိုကွယ်တဲ့အထီးကို ဖြစ်ခဲ့တယ်လို့တရင်ထွက်ခဲ့ပါတယ်ဇနီးတွေကသမီးလေးရဲ့မျက်နှာကိုထောက်ထားပြီးတော့ အိမ်တော်ကြီးမဖောက်ပြန်ဖို့တောင်းပန်ခဲ့ပေမဲ့တန်တာမိုးတရားနောက်မဆုတ်ခဲ့ဘူးလို့ဆိုပါတယ်နောက်ဆုံးမှာတော့ပထမဆုံးဇနီးဇနီးဟာခင်မွန်းတဲ့နဲ့ကွာရှင်းစာချုပ်မှာလက်မှတ်ရေးထိုးခဲ့တယ်လို့လည်းသိရပါတယ်ဗီဒီယိုလေးအဆုံးလိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်